Hello အားလုံးပဲမင်္ဂလာပါဒီနေ့လည်းကျွန်တော်အတူရောဟာရာလေးကိုတူတူလေးလာကြည့်ကြမယ်เนาะဒီတစ်ခေါက်ကအပိုင်း6ဖြစ်ပါတယ်အရှင်းမှာ10ပိုင်းပြီးသွားပြီပေါ့เนาะစလုံးရေအပြင်800အထိလေးလာပြီးသွားပြီဖြစ်ပါတယ်အဲ့တော့ N2 ပေါ့เนาะစာရီကများတာမဟုတ်ဘူးเนาะတကယ်ဆိုလို့ရှိရင်ကျွန်တော်ကဒါ N3 မှာပါတဲ့ vocab လေးတွေခန်းကြီးတူတာလေးတွေအဲ့ဒါလေးတွေကိုပြန်ပြီးတော့နှွေးနေရတဲ့အတွက်စလုံးရေအပြင်ကများတယ်လို့လို့ဖြစ်တယ်ဆိုပေမဲ့အဲ ဗီဒီယိုတပုတ်ပေါ့နော်စလုံးတရာကဒါအရင်ညားရလို့ပြောလို့မရဘူးအဲ့တော့ဒီနေ့လဲကြိုးစားပြီးတော့တူတူကြည့်ကြမယ်เนาะအဲ့တော့ရှေ့ရတစ်ကနေစပြီးတော့ပြောမှာဖြစ်ပါတယ်အရင်ခန်းမှာကျော်ကဒီကားမောင်းတဲ့အခန်းလေးနည်းနည်းပေါ့နော်ပြောခဲ့တာဆိုတော့အဲ့ဒီဟာလေးနဲ့ပတ်သက်တဲ့အဆက်ကလေးနည်းနည်းပြောချင်ပါတယ် no 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 on tan ဆိုတဲ့ဘောကမျိုးလေးရှိတယ်ဒီလား no 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 ဆိုတာကနှိမ့်တိနှိမ့်ကွေးဆိုတဲ့အဓိပ္ပာယ်မျိုးလေးကျွန်တော်ဒီ ကျောင်းမှာဆိုလို့ရှိရင်အဲ့လိုမျိုးသင်ရတယ်ဒီ driving school တွေပါတယ်မဆိုနိုရိုနိုရို on tan လို့ပြီးလို့ရှိရင်စောက်ထဲမှာတော့ပါမှာမဟုတ်ဘူး wakimi on tan လို့ဒီလိုမျိုးပေါ်ကတ်မျိုးလေးတွေရှိတယ်ပေါ့နော် wakimi on tan ကကြတော့ ဖုန်ငေးတင်ငေးနဲ့ငေးပြီးတော့ကားမောင်းတာမျိုးပေါ့နော်အဲ့ဒါနှစ်ခုလုံးကလုံးလုံးမရဘူးပြီးလို့ရှိရင်ဥမာပေါ့နော် issue on dance ဆိုလို့ရှိရင်ဒါကြအရက်တောက်ပြီးတော့ကားမောင်းတာမျိုးပေါ့နော် no 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 on dance walking me on dance issue on dance ဝရမယ်မရှော်လုံးလုံးမရဘူးနော်ဒီလိုမျိုး on dance လေးအဲ့တော့ဒီလိုမျိုး podcast မျိုးလေးရှိပါတယ်အဲရှင်ချောဆိုတဲ့ vocabulary ကိုလေ့မှတ်ထားပေးပါဒီရှင်ချောအခုကျွန်တော်ဒီမှာရေးလိုက်တဲ့ရှင်ချောကြတော့အရက်အမြင့်ဆိုတဲ့ရှင်ချောဖြစ်ပါတယ်ဒါမှမဟုတ်ဒီတစ်ခေါက်ပြောချင်တဲ့ရှင်ချောအားမဟုတ်ဘူးဒီ ဒီခန်းကြီးလေး ਨੇ ရှင်ချောဆိုတဲ့ vocab လေးပေါ့နော်။သူကရှင်ချောနာဆိုတဲ့နာ adjective ကနေလာတယ်။နာ adjective နဲ့ဆိုလို့ရှိရင်ရှင်ချောနာဆိုလို့ရှိရင်တတိကြီးစွာထတော်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်သွားတယ်။ရှင်ချောနီထိုင်ယိုဆူဒူလို့ပါလို့ဆိုရှင်ချောနီ on tan ဆူဒူလို့ပါလို့ဆိုလို့ရှိရင်တတိကြီးကြီးနဲ့ကာမောင်းနယ်လို့ပါလို့ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်သွားတယ်ပေါ့နော်။အမှတတိထားမှာကအနောက်ကစကလုံးလေးက omo i လေးကကျွန်တော်ကများသောအားဖြင့်သူ့ကိုကဂျူးဆိုပြီးတော့ဖတ်နေကြဆိုတော့ရှင်ဂျူးတွေပါဖတ်တတ်သွားတယ်ဒီလား။အဲ့တော့အဲ့ဒီဥစ္စာလေးကိုတတိထားပါ။အရှိတ ှင်းလေးကဘာမှမြင်ဘူးနေရလဲဆိုတော့ရှာရှင်းတို့ဘာလို့မှမြင်ဘူးနေရဒါပေမဲ့မတူဘူးပေါ့နော်သူကကြတော့ဆွဆွရှိမှုလို့ခေါ်တဲ့အဲ့လိုထိမ့်သိမ့်နေဆိုရဲနည်းနည်း buff လေးဖြစ်သွားတယ်ပေါ့နော်ရှင်းကကြတော့အဲဒီဒီရှာရှင်းရဲ့ရှင်းရဲ့အစိပ်ပိုင်းကြောင့်သူကရှင်းဆိုပြီးတော့ထွက်သွားပေါ့နော်သူကခုံးယောင်မိနေနေဆိုလို့ရှင်းဆွဆွရှိမှုဆိုရဲစကားလုံးလေးဖြစ်တယ်အနောက်က omo e ဆိုရဲစကားလုံးလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဆွဆွရှိမှုလေးက n2 ရောက်ပြီဆိုတော့음တိထားရင်တော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့အဲ စစရှိမှုအထိမသိဘူးဆိုရင်တော့မှဒီရှင်းချောကတော့ဒါဖတ်တတ်ဖို့လိုအပ်တာဖြစ်ပါတယ်။ခိယိုနုခုဆိုဘောကမျိုးလေးမှတ်ထားပေးပါ။နုခုဆိုတာကပုံမှန်ဆိုလို့ရှင်နှုတ်လိုက်တယ်ပေါ့နော်။ဖယ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးဖြစ်သွားတယ်။အဲ့တော့ခိယိုနုခုဆိုတာစိတ်ကိုဖယ်လိုက်တယ်ဆိုတော့အဲ့လိုအာယုံမဆိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်တာပေါ့နော်။အဲ့တော့အဲခိယိုနုတေဝိုင်ခင်နိုင်တယ်။ on den chu ကခိယိုနုတေဝိုင်ခင်နိုင်တယ်။အဲ့တော့ကားမောင်းနေတဲ့အချိန်မှာဆိုလို့ရှင်စိတ်လွတ်သွားလို့မရဘူးဆိုတဲ့ဥစ္စာမျိုးပေါ့နော်။ခိယိုနုခုဆိုတဲ့ဘောကမျိုးလေးလက်မှတ်ထားပေးပါ။အဲပြီးလို့ရှင် ရောဒီနေ့ကကြတော့အဓိကအားဖြင့်ဆန်ကျော်နဲ့ပတ်သက်တဲ့ဘောကံမျိုးလေးကိုပြောမှာပေါ့နော်ဆန်ကျော်ကုန်ထုတ်လုပ်ငန်းဆိုတဲ့စကားလုံးလေးနဲ့ပြောမယ်။အဲဘာလေးသိစေချင်လဲဆိုလို့ရှိရင်ဒီစိတ်ဆန်းဆိုတဲ့ဘောကံမျိုးလေးစိတ်ဆန်းဆိုသူစိတ်ကကြတော့လေဒါဥမှုပဲတကယ်ဟိုစိတ်ရောဆန်းရောနှစ်ခုလောက်ဥမှုပေါ့နော်ဟို project ထုတ်လုပ်တယ်ဆိုတဲ့အတိတ်ပဲမျိုးလေးဖြစ်ပါတယ်။စိတ်ဆန်းစိတ်ဆိုဘောကံမျိုးလေးရုံမှဆိုလို့ရှိရင်တော်တော်လေးတုံတယ်စိတ်ဆန်းစိတ်စိတ်ဆန်းစိတ်ဆိုတာက productivity ကိုပြောတာပါ productivity အဲ့တော့ဟိုဒါ တကယ်တကယ်ကျွန်တော်လုပ်ငန်းခွင့်ဝင်တဲ့အခါကြလို့ရှင်ပေါ့နော်ဒီလူတယောက်ကထားပါတော့ပစ္စည်းတရာကို တက်နာရီအတွင်းမှာလုံနိုင်တယ်ဆိုလို့ရှင်ဒါသူ့ရဲ့ဟိုပေါ့နော်သူ့ productivity ရဲ့ဒီဥစ္စာမျိုးပေါ့နော်ဒါပေမဲ့သူကဒီပစ္စည်းတရားကိုပေါ့နော်အာနိုင်ဝက်အတွင်းမှာလုံနိုင်တယ်ဆိုရင်သူ့ရဲ့ productivity ကမြင့်လာတယ်လို့ပြောလို့ရတယ်ပေါ့အရင်တော့ဆိုလို့ရှင်ကျွန်တော် video record ရေးတွင်တယ်ဆိုလို့ရှင်မြန်မာစကားကိုမြန်မာလို့ပြောတာပဲဒါပေမဲ့လေအမားတွေပါတယ်ပေါ့နော်အမားတွေပါတယ်အဲ့တော့ဟိုစာအုပ်ပြောတဲ့အခါကျလို့ရှင်ကိုကမသိရမို့ကိုနှုတ်ကအဲ့လိုမျိုးထွက်ထွက်သွားတဲ့သွားတွေရှိတယ်ပေါ့နော်အဲ့လိုအဲ့လိုဆိုတော့ဒါပေမဲ့အဲ့ဒါ practice make perfect ပဲအဲ့တော့ practice makes perfect ပဲပေါ့နော်ဟိုအခုနောက်ပိုင်းကြလို့ရှင်ထက်ခါထက်ခါ record တွင်းနေရများလာတဲ့အခါကျတော့စကားကလည်းသူကသူပေါ့နော်နှုတ်ကပြောလာအကျင့်ရသွားတယ်ပေါ့နော်အတော့မိနစ်20အတွက်ဆိုလို့ရှင်ဒါမိနစ်20တကယ်ရှိတယ်ဆိုလို့ရှင် record တွင်လို့ရတဲ့ဆက်ပုံစံမျိုးလေးဖြစ်သွားတယ်ပေါ့နော်အတော့အဲမှမမကြောက်ပါနဲ့များများလေ့ကျင့်ပါများများထောင်ပါများများပြောပါနော်စိတ်ဆန်းစိတ်ဆော့က productivity ကိုပြောတာဖြစ်ပါတယ်တော်တော်လေးရုံမှတောင်းတဲ့စကားလုံးလေးဖြစ်တဲ့အတွက်ဒီဥစ္စာလေးကိုလည်းမှတ်ထားပေးပါနော်အဲ့တော့ ဒီမှာပေါ့နော်ကျွန်တော်အရှိမပြောခဲ့တဲ့ဘောကပ်မျိုးလေးကိုထပ်ပြီးတော့ပြန်ပြောပါအောင်မယ် QQ ဆိုတဲ့ဘောကပ်လေးဒါကိုပြောခဲ့ဘူးတယ်ဘာလို့ပြောခဲ့ဘူးတာလဲဆိုတော့ supply ဆိုပြီးတော့ပြောခဲ့ရတော့ဘာနဲ့အတူတူပြောခဲ့ရလဲဆိုတော့အဲ due your ဆိုတဲ့ဘောကပ်မျိုးလေးနဲ့အတူတူပြောခဲ့တာ due your ဆိုတာက demand ကိုပြောတာเนาะအဲ့တော့ဟို ဈေးကွက်မှာလိုလိုတဲ့အားပေါ့နော်တောင်းဆိုချက်တွေရှိတယ်ဝယ်လိုအားနဲ့အဲထောက်ပံ့ပေးနိုင်စွမ်းဆိုတဲ့အသေးပဲမျိုးပေါ့နော်အဲ့တော့ဂျူယောနဲ့ခေါ်ကျူဆိုတဲ့ဘော့ကပ်မျိုးလေးတွေလည်းဒါအတွေ့အလိုက်လေးမှတ်ထားပေးပါနော်အဲ့တော့노ကဆိုတဲ့ဘော့ကပ်မျိုးလေးရှိမယ်ပေါ့နော်노글ောဆိုလို့ရှင်တော့ဒါ ဟိုလေလုပ်ငန်းပေါ့နော်နိုကဆိုလို့ရှင်ဒါလေသမားတွေတောင်တူကြီးတွေကိုပြောတာဖြစ်ပါတယ်နိုဆိုတဲ့ပေါ့ကမျိုးလေးရှိမယ်ပေါ့နော်ဆိုင်ပိုင်းဆုတုဆိုတဲ့ပေါ့ကမျိုးလေးမှတ်ထားပေးပါဆိုင်ပိုင်းစိုက်ပြိုးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အီချီကိုဆိုင်ပိုင်းဆုတုဆိုလို့ရှင်ဒါစတော်ဘယ်ရီဒီစိုက်တယ်ပေါ့နော်အပင်တွေကိုစိုက်ပြီးတော့အဲပြုစုပြူထောင်းတယ်အဲစီးပွားပြေးစိုက်တယ်ပေါ့နော်အကုန်လုံးပေါ့နော်ဆိုင်ပိုင်းဆုတုဆိုပြီးတော့တောင်းပါတယ် စိုက်ပိုင်းစုတို့အဲ့တော့ခန်းကြီးလေးကတွေ့ရခဲတယ်ဒီလားတွေ့ရခဲတယ်ဆိုတာကသူကစိုက်ပျိုးရေးတုံးတဲ့စကလုံးလေးဖြစ်တဲ့အတွက်တော်တော်များများတွေ့ရခဲတယ်ပေါ့နော်အမှတတိထားပြီးတော့ဟိုလွဲလေးလွဲထားရှိတဲ့စကလုံးလေးကဒီဥစ္စာလေး ਨੇ ဒီ bus size ဆိုပေါ့ကမျိုးလေး ਨੇ bus size ဆိုတာကတက်တော်ပြုံးတီးချင်းလို့အဓိပ္ပာယ်ရတယ်သူတို့ဘာလို့လွဲရလဲဆိုတော့ဒီဥစ္စာလေးဒီကြောင့်ပေါ့နော်ဒါလေးကြောင့်လိုမျိုးလေးလွဲလေးလွဲထားရှိအဲ့တော့အပွားကြတော့စိုက်ပိုင်းအဲစိုက်ပျိုးတီးဆိုတဲ့စကလုံးလေးဖြစ်ပြီးတော့အောက်က bus size ကြောင့်ဒါတက်တော်ပြုံးတီးရဲ့ဆိုတဲ့စကလုံးလေးဖြစ်ပါတယ် ပြီးရင်ကျောင်းမှာကအဲစကူမိုချ်ဆိုဘောကမျိုးလေးရှိမယ်ပေါ့နော်စကူမိုချ်ဒါထုတ်ထုတ်လုပ်လိုက်တဲ့ထုတ်လုပ်လိုက်တဲ့အဲစိုက်ပြိုးပြီးတော့ရိတ်သိမ်းလိုက်တဲ့ပစ္စည်းတွေပေါ့နော်ပစ္စည်းတွေအကုန်လုံးစခုမွတ်ဆိုတဲ့ဥစ္စာမျိုးလေးရှိမယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့မှာခခုမွတ်ဆိုတဲ့ဘောကမျိုးလေးလည်းရှိမယ်ခခုမွတ်ခခုမွတ်ကကြတော့ ကောက်ပဲတင်းနံနေပေါ့နော်ကျွန်တော်ကောက်ပဲတင်းနံပြီးဂျုံတို့ဂျုံတို့စပါတို့အဲ့ဒါမျိုးတွေအကုန်လုံးကိုခုခုမို့ဆိုဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်အဲ့တော့ဒီလိုပေါက်ကတ်မျိုးလေးလည်းရှိရပေါ့နော်ပြီးရင်ဂျော့ဂျော့ဆိုလို့ရှိရင်ရောဂျော့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 ကကြတော့ဒါငါးဖန်းလုပ်ငန်းကိုပြောတာပေါ့နော်ဒါကတော့အလုံးတည်ထားပြီးသားအမှတတိထားမှာကအရှိကဂျော့ဂျော့ရဲ့ဂျော့လေးကစကားနာမဟုတ်ပါဘူး စကားနာမှာအရှိမရေတုံးဆက်မပါဘူးပေါ့နော်သူကငါဖတ်လုပ်ငန်းဆိုအတိတ်ပဲရတဲ့ Gyo လေးဖြစ်ပါတယ်ဒါပေမဲ့စကားနာကလည်းကျွန်တော်က Gyo လို့ပဲခေါ်တာအဲဒါကြောင့် Ning Gyo လို့ပါလို့ဆိုလို့ရှင်တာ ရေသူမလိုပါဘူးပေါ့နော်ရေသူမလိုရေသူထီလိုဆိုရှင်နင်းကျော်ဆိုပြီးတော့ခေါ်တာမျိုးလေးရှိတယ်ပေါ့နော်အဲ့တော့ဒါမျိုးလေးရှိတယ်အဲစကာအေရူထွန်းတောက်တယ်ဆိုရဘောကမျိုးလေးမှတ်ထားပေးပါစကာအေရူထွန်းတောက်တယ်သူ့ဆိုလို့ရှင်ရင်အဲခိုးအေလိုပါလို့မှမြင်ဘူးတယ်ပေါ့နော်ခိုးအေနီအိုမိုဘူးလိုပါလို့ဆိုလို့ရှင်လို့ဂုံယူဝမ်းမြောက်ပါတယ် honor ဆိုရဘောကမျိုးလေး h o n o u ဆိုရဘောကမျိုးလေးနော်အဲ့တော့ခိုးအေဆိုရအေလေးဖြစ်ပါတယ်စကာအေရူထွန်းတောက်တယ်ဆိုရစကားလုံးလေးဖြစ်ပါတယ်ပြီးရင် fuq ဆိုရဘောကမျိုးလေးရှိတယ် fuq 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 က ကြတော့တွင်ကျလာတယ်ပြက်နှံ့လာတယ်ကျေပြက်လာတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော် internet to no who q ဆိုလို့ရှိရင် internet တုံးတာတွေများလာတယ် computer no who q ဆိုလို့ရှိရင် computer တွေတုံးလာတယ်အခုဆိုလို့ရှိရင်ဒါဟိုစိတ်စိတ် ai no who q တဲ့အဲ it 産業は成長したဆိုလို့ရှိရင်ဒါ နောက်ပိုင်း generative AI ပေါ့နော် AI နည်းပညာပေါ်လာတဲ့အမြ။ IT IT နဲ့ပတ်သက်တဲ့ပစ္စည်းတွေကလည်းတော်တော်လေးကိုပို့ပြီးတော့အဲမြင့်တက်လာတယ်ဆိုတဲ့အိဗယ်မျိုးလေးပေါ့နော်။အဲ့တော့ FQ ဆိုတဲ့ဘော့ကတ်မျိုးလေးမှတ်ထားပေးပါ။ FQ ရဲ့ FQ လေးကကြတော့ကျွန်တော် FQ လို့ဘာလို့မှတွေ့ဖူးတဲ့စကားလုံးလေးဖြစ်ပြီးတော့ FQ ရဲ့ Q လေးကကြတော့အာ Oyobu ဆိုတဲ့စကားလုံးလေးပေါ့နော်။ Oyobu သွားလည်းပြန့်နှံ့နေဆိုတဲ့အိဗယ်မျိုးလေးပဲဒါပေမဲ့ oyobi ဆိုလို့ရှိရင်ကကြတော့ oyobi ဆိုလို့ရှိရင်ကကြတော့ andn ဆွဲစကားလုံးလေးဖြစ်ပါတယ်အဲเนาะအဲ့တော့အဲ့ဒါမျိုးလေးတည်ထားပြီးတော့မှတ်ထားပေးပါပြီးရင်ကျွန်တော်တို့မှာဒီ q's ဆိုဆူဒူဆိုဘောကမျိုးလေးတွေရှိမယ် Q ဆိုဒါကတော့ခန်းကြီးဖတ်တတ်တယ်ဆိုရင်သိရအနောက်ကဇိုးလေးကကြတော့ဖူအေရူတို့ဘာလို့တိုးပွားလာတယ်ဆိုရအသေးပဲဖြစ်တဲ့အတွက် Q ဆိုဆူဒူဆိုရုပ်တရက်တိုးပွားလာတယ်ဆိုရအသေးပဲမျိုးပေါ့နော်အရှာစကလုံးလေးကအီဆိုဂူတို့နော်အီဆိုဂူအလှင်လိုတယ်တို့ဘာလို့မှတွေ့ရစကလုံးလေးဖြစ်ပါတယ်ပြီးကြုံးမှာအာဂျောချော့ဆိုဘောကမျိုးလေးရှိမယ်ဂျောချော့ဂျောချော့ဆိုတာကတော့စိတ်ခံစားချက် feeling မျိုးပြောချင်တာပေါ့နော်ဟိုနည်းနည်းလေး 悄悄有大家拿手表，啊，对，来立东浦的，那没有手表，先，哦，不是没有表，先拿表嘞，啊，八干哇。 ကြောချောယူတကနာမှာကြည်တရာတို့ဆိုလို့ရှင်ပကံကိုသွားလိုက်လို့ရှင်လူတွေရဲ့ခံစားချက်ကတမျိုးလေးဖြစ်သွားတယ်ပေါ့နော်ဂျပန်မှာဆိုလို့ရှင်ကျောတိုတို့တခြားအဲ့လိုနည်းရှေးဟောင်းဆန်တဲ့နေရာ emotion ဖြစ်စေတဲ့ခံစားချက်မျိုးပေါ့နော်အဲ့ဒါမျိုးဆိုရင်ဒီကြောချောဆွဲစကလုံးလေးနဲ့သုံးပါအနောက်မှာယူတကနာဆိုအမြင်နဲ့အဲ့လိုမျိုးလေးလိုက်တတ်တယ်ပေါ့နော်ကြောချောကအာရုသုံးတယ်ကြောချောယူတကနာအဲ့လိုမျိုးလေးသုံးတယ်ပေါ့နော်နာနီနာနီဆိုပြီးအဲ့လိုမျိုးလေးသုံးပါတယ်ခိုးကြောဆိုတဲ့ဘောကမျိုးလေးရှိမယ်ခိုးကြောရေးလိုက်ပါတော့မယ်ဒီခိုးကြောကတော့ဆက်ရုံပြောတာပေါ့နော် နောက်ထပ်ခိုးကြောဆိုတဲ့ဘောကမျိုးလေး ရေးချင်တယ်ဒီဥစ္စာလေးပေါ့နော်ခိုးကြဒါကကြတော့တိုးတက်တယ် improve ဖြစ်တယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့တော့ ဟိုတက်ရှုဆိုအမြင်နဲ့ဟိုကျွန်တော်ဆိုလို့ရှင်တော်တော်များများပြောကြခိုးကျော်ရှင်ကဇီယောကြီးဆိုပြီးတော့အမြင်နဲ့ပြောတယ်ကျွန်တော်ရဲ့လူကြီးတွေပေါ့နော်လူကြီးတွေကျွန်တော်ကိုအမြင်နဲ့ခိုးကျော်ရှင်ကဇီယောကြီးဆိုပြီးတော့ပြောတယ်စေခခုကျွန်တော်ရဲ့ characteristic အနေနဲ့အရင်ဟိုတိုးတက်ချင်စေပြင်းထန်တယ်ဆိုပြီးတော့အမြင်နဲ့ပြောတယ်ခိုးကျော်ရှင် support ကမျိုးလေးပေါ့နော်ဒါမျိုးလေးရှိမယ်အဲခိုးစိတ်စုစုဆိုတဲ့ဘောကမျိုးလေးကတော့ဒီမှာပေါ့ခိုးစိတ်ကကြတော့ဒါ stretcher ဆိုတဲ့အတိတ်ပဲလေဖန်ဟို တက်ဆင်ထားတဲ့ဖန်တီးတိဆောက်ထားတဲ့ SDRUCTUI stretcher ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ခိုးစိပေါ့နော်ခိုးစိခိုးစိရဲ့ခိုးလေးကကြတော့ Karma A2 ဆိုတဲ့စကားလုံးလေးပါနောက်ကခိုးစိရဲ့စိလေးကတော့ဒါတိပြီးဒါဒါမဲ့ခိုးရုံမီလေးတိစေခြင်းနဲ့나루ဆိုပြီးတော့ဖတ်ပေးရမယ်နော်ဒါမျိုးလေးရှိမယ်ပေါ့နော် ယူရှိစုလို့ဆိုရဘောကမျိုးလေးရှိမယ်။တို့ကတော့ခန်းကြီးလေးအတိုင်းပဲအဓိကထားပြီးတော့ကြည်တယ်ဆိုရအထိပ္ပယ်မျိုးပေါ့နော်။ဥပမာဆိုလို့ရှင်စင်ကာပူတို့ safe ကခန်းခုကျော်ဥယူရှိစတေတို့ဆိုလို့ရှင်ခန်းခုကျော်ဆိုတာခီးသွားလုပ်ငန်းပေါ့နော်။အဲ့တော့စင်ကာပူကကြတော့တို့အစိုးရကအမြဲတမ်းဒီ tourist တွေကိုဆွဲဆောင်ဖို့အတွက်တည်တည်ချာချာလေးလှုပ်လေးလှုပ်ထားရှေ့ပေါ့နော်။အဲ့ဒါတော့တကယ်ဖြစ်မှာမှာအဲတို့မှာကအဲ့လိုမျိုးတဘာဝတရားကြီးတွေပါတိတ်ပြီးတော့လှလာပပနေရာတွေမရှိတဲ့အတွက်တို့ကအဲ့လို service ပေးတာတို့ပို့ပြီးတော့အာအယုတ်တွေပါဖန်တီးတာတို့ပါလှုပ်ပြီးတော့အဲ့လိုမျိုးဆွဲဆောင် လေးရှိတယ်ဂျူရှိဆူတူပေါ့နော်ဂျူရှိဆူတူဆွဲဘောကမျိုးလေးရှိမယ်ပြီးကျွန်တော်တို့မှာကထိန်အောင်ဆွဲဘောကမျိုးလေးရှိမယ်တိန်အောင်တိန်အောင်ကကြတော့ဒါ propose လုပ်တဲ့အကြံပြုတယ်ဆွဲစကားလုံးလေးဖြစ်ပါတယ်သူကဗမာ အဲ့ဒီထိအန်ရဲ့အန်လေးကကြတော့ကျွန်တော် N9 တို့ဘာလို့မှမြင်ဘူးเนี่ยစကားလုံးလေးပေါ့เนาะ N9 လမ်းညွန်ပြတာပြီးတယ်ဆိုရယ်စကားလုံးလေးဖြစ်ပါတယ်။အဲပြီးလို့ရှိရင် Kanto ဆိုရယ်ဘောကမျိုးလေးလည်းထပ်ပြီးတော့ဒီနေရာမှာထည့်ပြီးတော့ပြောဦးမယ်။ Kanto ဆိုတာက consider လောက်တာ season တာအစင်းစားတယ်ဆိုရယ်စကားလုံးလေးဖြစ်တယ်ပေါ့เนาะ Kanto Samata Geru ဆိုရယ်ဘောကမျိုးလေးရှိတယ်။ Samata Geru အဲလှရဲဒီလားစာမတာကဲတို့အမြင်နဲ့ဂျပန်ရောက်တော့ခဏခဏနှစ်ဘူးနဲ့ဒူးနဲ့တွေ့ရမှာပေါ့နော်ဟိုဘယ်လိုမျိုးလဲဆိုတော့လူကူးမြင့်ကြရေးပိုင်းမှာပေါ့နော်လူရှိတဲ့အခါမျိုးမှာကျွန်တော်ကအဲ့လူရဲ့သွားတဲ့ဥစ္စာကိုနှောက်ရှက်လို့မရဘူးဟန်တာလို့မရဘူးကွာဒရိုက်ဘာအနေနဲ့ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ Odan Hodo တဲ့ Odan State တို့ Hito Gai တို့ Toki Hito no Tsuko ကိုစာမတာကဲတွေ့ရခင်နိုင်တဲ့ဆိုရဲဆိုလူမျိုးတိပ္ပံမျိုးလေးနဲ့အမြင်နဲ့တွေ့ရမှာပေါ့နော်စာမတာကဲတို့နှောက်ရှက်တဲ့ဟန်တာတဲ့ဆိုရဲစကားလုံးလေးပါအဲ့တော့ဒီလိုမျိုးပေါက်ကတ်မျိုးလေးရှိမယ် 比耶。 ဟာအေရုဆိုတဲ့ဘောကမျိုးလေးလက်မှတ်ထားပေးပါဟာအေရုဟာအေရုခန်းကြီးလေးကဘာလေးနဲ့ရေးရလဲဆိုအရင်တော့တည်ထားပြီးသားဒီ EQ တို့ဘာတွေရဲ့စကားလုံးလေးနဲ့ပဲရေးတယ်သူကအေရုထွက်တယ်ဆိုဟာအေရုပေါ့နော်ပေါက်ရောက်တယ်ဆိုတဲ့စကားလုံးလေးများသောအားဖြင့်အဲ့လိုဇာဆိုးတို့ဘာတို့ဥမာသုံးတာများတယ်ဇာဆိုးကဟာအေရုဆိုလို့ရှိရင်ဇာဆိုးဆိုမျက်ပင်ပေါင်းပင်တွေကိုဇာဆိုးဆိုပြီးတော့ခေါ်ပါတယ်အဲ့တော့နောက်ကတော့ခုဆာပဲခုဆာဆိုတာကတော့မျက်ပဲနောက်အရှိကဇာကကြတော့အဲ့လိုရှုပ်ထွေးတယ်တို့ဘာတို့မှာပါတတ်တဲ့ဟူကူတတ်ဆိုတို့ဘာတို့မှာပါတတ်တဲ့စကားလုံးလေးပေါ့နော်ပြီးလို့ရှိရင်ဇာရှိ ီတို့ပါတို့မှာပါတတဲ့စကားလုံးလေအဲ့တော့ဒါမျိုးလေးရှိရဟာအေတူပေါ့နော်ဣချီဂျီတူရှိဆိုဣအဂျစ်တစ်လေးမှတ်ထားပေးပါဣချီဂျီဣချီဂျီလူရှိတိတာထင်ရှားသောဆိုတဲ့စကားလုံးလေးပေါ့နော်ဟန်ကာကဣချီဂျီတူရှိဆိုလို့ရှိရင်ပြောင်းလဲတာအပြောင်းလဲတာအရင်ကိုထင်မြင်မြင်တာတယ်ဆိုတဲ့အသေးပဲမျိုးပေါ့နော်ဣချီဂျီတူရှိတိတာထင်ရှားသောပေါ့နော်သူ့အဲ့လိုမျိုး choice choice ရတော့ပါတို့မှာကျွန်တော်မြင်ဘူးနေရပါ အဲ့တော့စာရေးဆရာတို့ဘာလို့မှမြင်ဘူးနေရပါတော့သူကချော့လို့ဖတ်တယ်ဆိုလို့ရှိရင်စာရေးပြီးထုတ်ဝေတယ်ဆိုရယ်အတိတ်ပဲလေးဖြစ်ပြီးတော့ e adjective အနေနဲ့ဆိုလို့ရှိရင်တော့ ichi ji du shi te da tin sha do ဆိုရယ်စကားလုံးလေးဖြစ်သွားပါတယ် san kho su du ဆိုရယ်ပေါ့ကမျိုးလေးဒါလေးကတော့ဒါသိမယ်လို့ထင်တယ် san kho su du ဆိုတာကကျွန်တော်က refer လုပ်တာ reference လုပ်တယ်ဆိုရယ်အတိတ်ပဲမျိုးပေါ့နော်တခုခုကိုအာ go san kho ni shi te ku ta sai ဆိုလို့ရှိရင်အဲ ဟိုမိညမ်းနေပေါ့နော်မြန်မာလိုမိညမ်းကိုကားတယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။ဂန်းချီဆိုတဲ့ပေါ့ကမျိုးလေးရှိတယ်ပေါ့နော်ဂန်းချီဂန်းချီကကြတော့ဘာသာပြန်မယ်ဆိုရင်တော့ local လို့ပြန်ရမှာပေါ့နော်။အဲ့တော့ဂန်းချီမန်ပါဆိုလို့ရှိရင်အဲ့ဒီ site တို့ဘာလို့မှာဆိုလို့ရှိရင်တကယ် site ထဲမှာအလုပ်လုပ်နေတဲ့သူတို့ပြီးလို့ရှိရင်အဲ့ဒီနေရာမှာပေါ့နော်။အဲ့ဒီတခုခုအလုပ်လုပ်မယ်ဆိုရင်အလုပ်လုပ်မယ့်နေရာမှာရှိနေတဲ့သူဂန်းချီဆိုပြီးတော့ခေါ်တယ်ပေါ့နော်။ဂန်းချီလို့ဂန်းပါလို့ဒါမျိုးလေးရှိတယ်။အဲအဲ့တော့ ဒီတစ်ခေါက်ကကြတော့ကျွန်တော်ကုံထုတ်လုပ်ငန်းအကြောင်းလေးပြောပြီးသွားတဲ့အခါမှာအကြောင်းနဲ့ပတ်သက်တဲ့အကြောင်းလေးပြောမယ်နော်။ Oso Wadu ဆိုတဲ့ဘောကတ်မျိုးလေးရှိတယ်။ Oso ဝါတုအိုဆိုဝါတုအိုဆိုဝါတုဆိုတာကကိုကတင်ယူခဲ့တယ်ဆိုရအထိပ္ပယ်မျိုးပေါ့နော် လိလာတင်ယူတယ်ဆိုရအထိပ္ပယ်မျိုးအိုဆိုဝါတုတင်ယူတယ်အဲ့တော့နာရာဥအကြောင့်ဘာလဲဘာကွာလဲဆိုနည်းနည်းလေးတော့ပေါ့ပေါ့ပေါ့ပါလီလန်ဆိုရအထိပ္ပယ်မျိုးလေးဖြစ်ပြီးတော့အဲဘန်ကျော်စုရကြောလဲစာလုတ်တယ်ဆိုရအထိပ္ပယ်မျိုးဖြစ်တော့နော်တင်ယူလိလာတယ်ဆိုရဥစားမျိုးကိုအိုဆိုဝါတုဆိုရပေါ့ကတ်မျိုးလေးနဲ့တုံးလို့ရရှိပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့မှာပေါ့နော်ဒီဂန်ရှော့ဆိုရပေါ့ကတ်မျိုးလေးရှိမယ်ဂန်ရှော့ဂန်ရှော့ကကြတော့ တခုခုပေါ့နော်အဲ့လိုဟိုရှောက်လွားရောဘာလို့များတော့ဖြစ်တော့တော့အဲ့လိုကြောင်းနဲ့ပတ်သက်တဲ့အခါမျိုးတွေမှာသုံးတာများပဲပေါ့နော်ခန်းရှော့ရှောက်လွား ဟဲ့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ရှောက်လွာဆိုလို့ရှိရင်ကကြတော့ဒီလိုမျိုးပေါ့နော်ရှောက်လွာတင်တယ်လို့ပါလို့ဆိုလို့ရှိရင်ရှင်းစေးစုတူဆိုတဲ့အထိပ္ပယ်မျိုးပေါ့နော်အဲ့တော့ဒါမဲ့ဒီဟာကကြတော့ရှင်းစေးစုတူဆိုတာကသူကလုတ်လိုက်တယ်ဆိုတဲ့ process ကိုပြောတာဖြစ်ပြီးတော့ဒီ gun shot ကကြတော့အဲ့ဒီရှောက်လွာပေါ့နော် application ဆိုတဲ့ရှောက်လွာဆိုတဲ့ form ကို noun ကိုပြောချင်တာများတယ်ပေါ့နော်အဲ့လိုမျိုးလေးရှိမယ်ပြီးလို့ရှိရင်ကျွန်တော်မှာ suisan ဆိုတဲ့ဘောကမျိုးလေးရှိပါတယ် suisan ဆွေဆန်ကရေးလိုက်တဲ့ခါမှာလှလှလေးထွက်လာပင်လာလေးတော့ပြောမှာဆွေဆန်ဒီဆွေဆန်လေးတော့ recommend လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ကျောင်းနေပါလေအလုပ်ဒီပါတော့ကျောင်းမှာ recommendation letter ဆိုတဲ့ဥစ္စာမျိုးရှိအဲ့ဒီဟာကိုဒီဆွေဆန်ဆိုတဲ့စကားလုံးလေးနဲ့တုံးပါတယ်နောက်ကစကားလုံးလေးကလေတော်လေးဆူဆူမဲတို့ဆိုတဲ့စကားလုံးလေးဒီလားအဲ့တော့ဆူဆူမဲတို့ဆိုတဲ့စကားလုံးလေးဖြစ်တဲ့အတွက်ဆွေဆန်ဆိုလို့ရှင် recommend လုပ်တယ်ဆိုတဲ့စကားလုံးလေးရှိတယ်တခါလေးကြလို့ရှင်ကျောင်းရုံးနေပါမှာဆိုလို့ရှင်ရင် service တွေပါတယ်ပေါ့နော်သူတို့ recommended ဖြစ်တဲ့ဟာမျိုးရှိအဲ့ဟာမျိုးကြတော့ကျောင်း ကကြောက်ကြီးဆွီးရှောဆိုပြီးတော့တုံးတယ်ပေါ့เนาะအဓိပ္ပာယ်ကတော့တူတူပဲ ိပ္ပာယ်ကတော့နှစ်ခုလုံးကတော့ဟို recommend ဆိုပေမဲ့ဒါကတော့များသောအားဖြင့်အဲ့လိုထောက်ခံချက်ဆိုတဲ့စကားလုံးလေးဖြစ်ပြီးတော့ဒါကတော့တကယ် recommend ဆိုတဲ့အိပ္ပာယ်မျိုးလေးနဲ့တုံးတယ်ပေါ့နော်အဲ့တော့လိုအပ်လို့ရှိရင်ဒါကိုထောက်ခံတယ်လို့ထောက်ခံချက်ထောက်ခံလွှာလို့မှတ်ထားပြီးတော့ဒါကကြတော့ recommend လုပ်တဲ့အကြံပြုတယ်ဆိုတဲ့အိပ္ပာယ်မျိုးလေးပေါ့နော်ဒါမျိုးလေးခွဲပြီးတော့မှတ်ထားပေးပါအဲနေရာဥဆိုပေါ့ကမျိုးလေးရှိမယ်ရီမန်းနေဆိုပေါ့ဖလေးဖြစ်ပါတယ်တစုံတစ်ခုရီမန်းနေပေါ့နော်နေရာဥအီရှိစီယောအီအီရှိဆိုတဲ့စကားလုံးလေးအတွေ့လိုက်လေးမှတ်ထားမယ်စီယောအီရှိဆိုလို့ရှိရင်လုံးဝကိုအဲခိုင်မာတဲ့ဆုံးဖြတ် က်ချက်ပေါ့နော်စိတ်ဆန္ဒဆိုတဲ့စကားလုံးလေးရှိတယ်။ခိုင်ရှိစုတုဆိုလို့ရှိရင်စတင်နေဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။အဲစူးကြောဆိုလို့ရှိရင်စူးကြောတာမန်ပုံမှန်ပေါ့နော်နေပုံမှန်ပဲနေစဉ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့မှာအာဖုန်နေဆိုတဲ့ဘောကမျိုးလေးရောရှိတယ်ဖုန်နေတန်ရှင်းဖုန်နေတန်ရှင်းဖုန်နေတန်ရှင်းဖုန်နေဆိုလို့ရှိရင် တယောက်တည်းပေါ့နော်တခြားနေရာကိုသွားပြီးတော့မိသားစုမပါဘဲနဲ့မိသားစုရှိတယ်ဒါပေမဲ့မိသားစုထားခဲ့ပြီးတော့နေချောက်သွားပြီးအလုပ်သွားလုပ်တာမျိုးဆိုတကူတည်းသွားတာမျိုးဆိုရင်တန်ရှင်ဖုနင်းဆိုပြီးတော့ဒါမျိုးလေးရှိတယ်ပေါ့နော်တန်နင်းဆိုတဲ့ဘောကမျိုးလေးနဲ့တွဲပြီးတော့မှတ်ထားပေးပါတန်နင်းစုတို့ဆိုရင်တာဝန်ခံနဲ့တာဝန်ဆိုတဲ့တန်နင်းဆန်းစေးဆိုလို့ရှိရင်ကျွန်တော်ဒါအတန်းပိုင်ဆိုတဲ့စကားလုံးလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့တန်နင်းလို့ပါတယ် landing no funin တော့ဒီတော့တာဝန်ယူတယ်ဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနင်းလေးလည်းမှတ်ထားပေးပါ ဆက်ခင်းတို့ဘာလို့မှာပါတယ်စကလုံးလေးနော်ဆက်ခင်းတာဝန်ယူလဲဆိုတဲ့စကလုံးလေးဖြစ်ပါတယ်ပြီးလို့ရှိရင်ကျောင်းမှာ EN ကိုင်းတို့ဘာလို့ရဲ့စကလုံးလေးရှိမယ် EN ကိုင်း EN ကိုင်းခေါ်ဤခု EN ကိုင်းတို့ဘာလို့ဆိုလို့ရှိရင် comedy အဖွဲဝင်ပေါ့နော် EN ဆိုလို့ရှိရင်သူကအဲ့လိုမျိုး comedy ဝင်ဆိုတဲ့စကလုံးလေးဖြစ်သွားတယ်ပေါ့နော်အဖွဲဝင်အဖွဲဝင်အဲ့တော့ EN အဲ့ဒီ E ရဲ့ခန်းကြီးလေးကယူဒာနေတို့ယူဒာနေတို့သူကလေအဲ့လိုယုံကြည်ပြီးအနှံနေဆိုတဲ့စကလုံးလေးဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျောင်း ်ဂျောမူအီတာခုလို့ဘာလို့မှတွေ့ရတတ်တယ်ဂျောမူအီတာခုဆိုရှင်အလုပ်တွေပါရဲ့အတ္တာမျိုးပေါ့နော်ဂျောမူအီတာခုဆိုပြီးတော့တောင်းတယ်အလုပ်တွေပါရဲ့တခြားလို့အနှံတာမျိုးဂျောမူအီတာခုအမှပါရဲ့ ਈ လေးဖြစ်တယ်ယူဒနယ်ရုပ်ဘောကပ်လေးလည်းချက်ထားပေးပါဒီအင်းအင်းကင်တို့အင်းအင်းတို့အဥ္စာမျိုးလေးလည်းဒါတွေ့လေးတွေ့လိုက်လေးချက်ထားပေးပါနော်တခုခုကို used to ဖြစ်လာတာအဲ ကျင့်သားရတဲ့ဥစ္စာလေးကို나지မှုဆိုပြီးတော့ခေါ်ပါတယ်나지မှုဒါမျိုးလေးရှိမယ်ပေါ့နော်ဂျူဂျစ်ဆုဆိုရဘောကမျိုးလေးရှိတယ်ဂျူဂျစ်ဆုဂျူဂျစ်ဆုဆိုတာကတော့ fulfill ဖြစ်တာပေါ့နော်အဲ့တော့ဂျူဂျစ်ဆုစတေးဒူဆိုလို့ရှိရင်ကိုဘွားကိုကိုကျင့်တဲ့နေရာမျိုးတုံးတဲ့ဘောကမျိုးလေးပေါ့နော်ဂျူဂျစ်ဆု အဲဂျူဂျစ်စစ်စတေးမတ်စကာဆိုလို့ရှင်အဲကိုဘွားကိုဂျင်းနဲ့လားဆိုတဲ့ဥစ္စာမျိုးပေါ့နော်အဲ့လိုမျိုးတုံးတယ်ဂျူဂျစ်စစ်ဆိုလို့ဂျူဂျစ်စစ်ဆိုလို့အဲ့ဂျူလီယာဘာမှမြင်ဘူးနေရလဲဆိုတော့ဂျူဒန်တို့ဘာမှမြင်ဘူးနေရပါဂျူဒန်ဆိုတာဖုံအားသွင်းတာလीအဲ့မှာတွေ့ရစကားလုံးလေးပေါ့နော်အဲ့တော့ခိုးတိုးဆိုတဲ့ဘောကမျိုးလေးရှိမယ်ခိုးတိုးခိုးတိုး ဒီခန်းကြီးလေးနဲ့မဟုတ်ဘဲနဲ့ဒီဟာမျိုးလေးပေါ့နော်ခိုးတိုးခိုးတိုးဆိုတာကအဲ့လိုမြင့်နေပေါ့နော်အဆင့်မြင့်နေဆိုရဲအထိပ်ပဲမျိုး advanced level ဆိုရဲအထိပ်ပဲမျိုးပေါ့နော်ခိုးတိုးနာဂီဂျစ်ဆိုဆိုလို့ရှင်ဤပညာအဲအဆင့်မြင့်တဲ့ဤပညာတို့ပါတယ်စကလုံးလေးပေါ့ခိုးတိုးရဲ့တိုးလေးကကြတော့နာတိုးဆိုရဲစကလုံးလေးဖြစ်ပါတယ်ရရနာတိုးမှာပါတယ်နာတိုးဆိုရဲစကလုံးလေးပါတို့ကြတော့ဤအကျင့်နဲ့ဖတ်ချင်တယ်ဆိုလို့ရှင်ဟီတိုရှိတူညီတော်ဆိုရဲစကလုံးလေးနဲ့ပေါ့နော်အစီအမီ same ဆိုရဲစကလုံးလေးဖြစ်ပါတယ်အဲ့ဒါမျိုးလေးရှိမယ်ပေါ့နော်ခတ်သိန်းဆိုရဲဘောကမျိုးလေးဒါကတော့အဲ ဲမိသားစုဝင်ဆိုတဲ့အဲအိမ်ထောင်စုဆိုတဲ့ခတ်တေးလေးဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်ပြောချင်တဲ့ခတ်တေးကကြတော့အဲဒီခတ်တေးဆိုလို့ရှိရင်ကဒီခတ်တေးအရှိအခလေးကကြတော့တော့ယာယီဆိုတဲ့ခါရီမန်ခေါ်လို့ပါတော့မှာပါတဲ့ခါရီ မန်ကျော်ဆိုရင်ဒါတင်မောင်းလိုက်စင်တို့ဘာလို့မှပါရခါဒီလေးဖြစ်တယ်အဲ့တော့ခတ်တိတ်ဆိုလို့ရှင်တော့ခဏဆုံးဖြတ်ထားတာပေါ့နော်ယာယီဆုံးဖြတ်ထားတယ်ဆိုရင်အတိတ်ပဲမျိုးလေးနဲ့တုံးတယ်အဲ့တော့နောက်ထပ်ခတ်တိတ်ဆိုရင်ဥစ္စာမျိုးလေးရှိနိုင်တယ်ဒီခတ်တိတ်ဒါကြတော့သူဖြစ်စဉ် process တွေကိုခတ်တိတ်ဆိုပြီးတော့ခေါ်လုပ်ငန်းတွေပါတယ်ရှီကောတုံတော့ခတ်တိတ်လို့ပါဆိုလို့ရှင်လုပ်ငန်းရဲ့ဖြစ်စဉ်တို့ပါလို့ပေါ့နော်ဘာပြင်ဘာလုပ်တယ်ဘာပြင်ဘာလုပ်တယ်ဆိုရင်အတိတ်ပဲမျိုးပေါ့နော်အဲ့ဒီဟာမျိုး process ဆိုပြီးတော့ရှိတယ် pro အဲခတ်တိတ်နဲ့ခိုးတိတ်နဲ့အတွဲလိုက်လေးတွေ့ရတတ်တယ်ပေါ့နော်ဘာလဲလို့မတွေးနဲ့ဒါတွေကတကယ်တူပါ 봐봐너고대가자로 step ဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့မှတ်ရခက်တယ်ဆိုလို့ရှိရင်အဲ့လို English လေးစလုံးလေးနဲ့တွဲလိုက်လေးမှတ်တည်လားခတေးဆိုလို့ရှိရင် process code ဆိုရင် step ပေါ့နော်အဲ့တော့အလုပ်တစ်ခုဒါပြီးရင်ဒါလုပ်တယ်ဒါပြီးရင်ဒါလုပ်တယ်ဆိုတာကအဲ့အလုပ်ရဲ့ process ဖြစ်ပြီးတော့အဲ့ဒီအလုပ်လုပ်လိုက်လို့ကြာချိန်လို့အဲ့အလုပ်လုပ်လိုက်လို့ဘယ်လောက်နိုင်ကြာသွားလဲလို့ဆိုတဲ့ဥစ္စာမျိုးလို့ကျွန်တော် code ဆိုပြီးတော့ခေါ်တယ်ပေါ့နော်အဲ့ဒါမျိုးလေးဒါနောက်ပိုင်းတကယ်တွေ့ရရှင်အော်ဒါပါလားဆိုပြီးတော့တိမယ်ပေါ့နော်အရင်ကြီးကြုံပြီးတော့အများကြီးစိတ်မပူနဲ့နော်ခခဲတို့ဆိုတဲ့ပေါ့ကမျိုးလေးမှတ်ထားပေးပါခခဲတို့ဒါကတော့တည်ထားပြီးသား ပေါ့နော်လစ်လက်တယ်ပြက်ကွက်တယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ယူရှူဆိုတဲ့ဗောကမျိုးလေးရှိတယ်ယူရှူယူရှူနာဆိုလို့ရှိရင်ဒါထူးချွန်နဲ့တော်တယ်ဆိုတဲ့စကားလုံးလေးယူရှူရဲ့ယူလေးကကြတော့စုကူရဲဒုဆိုပြီးတော့ဖတ်ပေးလို့ရတယ်စုကူစုကူရဲဒုတော့ရာစားရှိလဲဟုတ်တယ်ဒါပေမဲ့ buff အနေနဲ့ဖတ်ချင်တယ်ဆိုရင်တော့ အဲစုကူတဲ့တို့ပေါ့နော်ယူရှုဆိုတာထူးချွန်တဲ့တော်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာသူ့ရာစားရှိဆိုပြီးတော့ပြောလိုက်လို့မရဘူးပေါ့နော်ယူရှုရဲ့ရှုလေးကကြောက်လဲလို့ he eat တဲ့တို့ဆိုရယ်ခွန်ရုံမီလေးရှေ့ပေါ့နော်တော်တယ်ဆိုရယ်စကားလုံးလေးဖြစ်ပါတယ် he eat တဲ့တို့ နော်ဒါမျိုးလေးရှိတယ်အဲပြီးလို့ရှင်ကျွန်တော်အပေါ်မှာကခိုင်းရှိစတင်နေဆွဲပေါ်ကဖြစ်တဲ့အတွက်ဒီတစ်ခေါက်ကကြတော့ဒါရှူရီယောဆိုလို့ရှင် ပြီးဆုံးနေဆွဲစကားလုံးလေးဖြစ်ပါတယ်ဖူဆာဝါရှိတင့်တော်တော်ဆိုရဲတင့်တော်တော်အဆက်တော်ဆွဲစကားလုံးမျိုးလေးရှိမယ်နင်းရှိခိဆွဲစကားလုံးလေးနင်းရှိခိနင်းရှိခိဆိုတာကအသိစိတ်ပေါ့နော်အသိစိတ်အဲ အာနင်ရှိခီအတေမတ်စကာဆိုပြီးအမြင်နဲ့တော်မျိုးလေးတော့နေအော်တရှိနောနင်ရှိခီအတေမတ်စကာငါတိထားတာဟုတ်လားငါတိထားမှန်လားဆိုရအတိတ်ပဲမျိုးပေါ့နော်အဲ့ဒါမျိုးနင်ရှိခီဆိုပြီးတော့တကယ်တကယ်တကယ်ဟိုတို့မာသွားဖြစ်များနဲ့ဗာနဲ့လွယ်လေးလွယ်ထားရှိလဲဆိုတော့ဒီအရှိခီအတိစိတ်ဆိုရဥစားနဲ့လွယ်လေးလွယ်ထားရှိရပေါ့နော်နင်ရှိခီကကြတော့နင်ရှိခီရဲ့နင်းလေးကကြတော့မီတိုမဲတူအတိအမှတ်ပြုတာဖြစ်တဲ့အတွက်ကိုတိထားတဲ့အရာပေါ့နော်အဲ့ဒါမျိုးနင်ရှိခီဆိုပြီးတော့ခေါ်တာဒါကကြတော့အဲအတိစိတ်ရှိတယ်မရှိဘူးဆိုတော့အဲ့အတိစိတ်ကိုပြောတာပေါ့နော်အဲ့တော့နင်ရှိ ishiki နဲ့ ishiki လေးနဲ့ဒီဟာလေးကိုရအောင်ချက်ထားပေးပါအဲပြီးလို့ရှိရင်ကျွန်တော်တို့မှာ ဒီကောကားခုဆိုလို့ရှိရင်တော့ဒါဘာသာစကားဆိုတဲ့စကားလုံးလေးပေါ့နော်ကောကတော့တိပိတာနီဟွန်ကောလိုပါတော့မှာပါပိတာကောဒါပေမဲ့အဲကောကားခုဆိုလို့ရှိရင်ဒါဘာသာစကားဆိုတဲ့ပေါ့ကမျိုးလေးဖြစ်သွားမှာပေါ့နော်ဒါမျိုးလေးရှိမယ်အဲ့တော့ဟိုလူတွေနဲ့ပတ်သက်လို့ရှိရင်စိတ်ခံစားချက်တွေဆိုတာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မှာဒီတာဝန်ယူခြင်းနဲ့စိတ်တို့ပါလို့ဆိုလို့ရှိရင်စိတ်ခင်းင်းခံဆိုတဲ့ပေါ့ကမျိုးလေးဒါမျိုးလေးရှိမယ်ပေါ့နော်မန်းစုခုခံဆိုလို့ရှိရင်လည်းမန်းစုခုဆိုတာကစိတ်ကျေနပ်တာပေါ့နော်အဲ့တော့စိတ်ကျေနပ်တဲ့စိတ်တို့ပါလို့ပေါ့နော်ဤဝခံဆိုတဲ့ပေါ့ကမျိုးလေးဒါဤဝခံဟာ ဒီမတ်စ်ကဆိုလို့ရှိရင်နည်းနည်းလေးစိတ်ထဲမှာအဆင်မပြေတာလေးဖြစ်တာမျိုးပေါ့နော်။ you are candy mask you are candy this ဆိုလို့ရှိရင်လုံးဝတခါလေးကျရင်ဂျပန်စာကိုလည်းတုံးတယ်ပေါ့နော်။ nihon nihon go ni iwa kan ga gozai ma san ဆိုလို့ရှိရင်အဲ့လိုမျိုးသူဂျပန်သူပြောတဲ့ဂျပန်စကားကအဲတစ်ဖက်လူကနားလဲတစ်ဖက်လူပြောတဲ့စကားကိုလည်းအဲသူပြောလိုက်တဲ့စကားတစ်ဖက်လူတီကိုရောက်သွားတယ်ဆိုတဲ့ဥစ္စာကိုလည်းသူနေတတ်တာပေါ့နော်။ ဤဝခန္ဓာဆိုလို့ရှင်လုံးဝတော်တယ်ဆိုရအထိပ္ပယ်မျိုးလေးနဲ့တုံတာပေါ့နော်အဲ့တော့လို့တော်တော်များများနိဟုန်ကောကကြိုးစုတဲ့ဆိုရဥစ္စာမျိုးမပြောပါဘူးလက်တွေ့မှာကြာရှင်နိဟုန်ကောဤဝခန္ဓာနိဟုန်ကောနိမောဤဝခန္ဓာတဲ့ဆိုလို့ရှင်ဒါသူကဂျပန်စကားအေးစစ်စစ်ပြောတတ်တယ်ဆိုရအထိပ္ပယ်မျိုးလေးပေါ့နော်ဒါမျိုးလေးလည်းမှတ်ထားပေးပါအာပြီးလို့ရှင်ခန်းအိုဆိုရဘောကတ်မျိုးလေးမှတ်ထားမယ်ခန်းအိုဆိုတာမုံတိတယ်ဆိုရအထိပ္ပယ်မျိုးလေးပေါ့နော်သူကရှေ့ကဤရဆိုရဥစ္စာမျိုးလေးနဲ့အဲ့တော့ဂျီကိုခန်းအိုတို့ဘာလို့ဆိုလို့ရှင်ဒါကိုကိုကိုမုံတိရဲ့စိတ်တို့ဘာလို့ဒါမျိုးလေးရှိမယ်အန်ရှင်းဆိုလို့ရှင်တော့ဒါစိတ်အေးတဲ့ဆို ဲ့စကားလုံးလေးပေါ့နော်ခိုဖူခုဆိုလို့ရှင်ခိုဖူခုကတော့ဒါခိုရဲ့ခိုလေးကရှာဝါဆဲနေအနောက်ကဖူခုလေးကလည်း lucky ဆိုလို့ရှင်ဒါအဲအဲခိုဖူခုကတော့နှစ်ခုလုံးက lucky ပေါ့နော်ကံကောင်းခြင်းဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့တော့စာလေ့လာတဲ့အခါ စာလေးလာတဲ့ဥစ္စာကိုကျွန်တော်တခါလေးကြားလို့ရှင်ဂါခုရှုဆိုပြီးတော့လည်းပြောလို့ရတယ်ဂါခုရှုအဲ့ဒါကြောင့်ဘဝကြီးဟာရှောဂိုင်ဂါခုရှုဆိုပြီးတော့ပြောကြပါတယ် life long learning ဆိုရယ်ရှောဂိုင်ဂါခုရှုဆိုရယ်စကားလုံးလေးမှတ်ထားမယ်ဂါခုတယောက်ခုဆိုရယ်သူ့ရဲ့ academic skills တွေပေါ့နော်အဲ့တော့သူ့ရဲ့ ability အဲသူ့ရဲ့ academic ဆိုရယ်ဒီပညာရေးနဲ့ဆိုင်တဲ့စွမ်းရည်တွေပါအကုန်လုံးကိုဒီဂါခုတယောက်ခုဆိုပြီးတော့ခေါ်တာမျိုးလေးရှိမယ်ပေါ့နော်ဒါမျိုးလေးရှိမယ် အဲ့တော့ခခိခုံမှုဆိုတဲ့စကားလုံးလေးမှတ်ထားမယ်ခခုပုံမှန်ဆိုလို့ရှိရင်တော့ရေးတာပေါ့နော်ဒါပေမဲ့ခခိခုံမှုဆိုလို့ရှိရင်ကျွန်တော်ကတခုခုကိုချပြီးတော့ရေးလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးနဲ့သုံးတယ်ခခိတိုးတူဆိုလို့ရှိရင်ကကြတော့သူကအဲ့လိုခခိတိုးတူရေးပြီးတော့မှတ်ထားတာလို့ပါလို့ဆိုလို့ရှိရင်ခခိတိုးတူ ဆိုပြီးတော့တုံးနေပေါ့နော်ပုံမှန်ခခုပါပဲအဲ့ဒီပြတော့ခခီတိုတူအားကြောင့်အခါလေးကြာရင်ခခီတိုဒီတန်းရှူတို့ပါလို့ကြားဘူးတယ်ဟုတ်တို့တဖက်ကပြောတဲ့ဥစ္စာကိုကြားအောင်တိတိကျကျလိုက်ပြီးတော့နားထောင်တာမျိုးခခီတိုဒီဒါမျိုးလေးရှိမယ်ခီကောဆိုရဘောကမျိုးလေးမှတ်ထားပေးမယ်ခီကော အဲ့တော့ခီကောရေးလိုက်တဲ့အခါမှာဆောဆောတင်ဂီတရအများကြီးပဲထွက်လာတယ်ဟုတ်အဲ့တော့ဒီတင်ဂီတရအကုန်လုံးကိုဒီဟာလေးဒီအဆက်ဒီတာအကုန်လုံးခီကောဆမ်ဘယ်တင်ဂီတလေးဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်အဲ့တော့ခီကောဆိုတဲ့ဥစ္စာလေးမှတ်ထားမယ်အဲခီကောတို့ရှင်ကောတို့ဘန်ကောတို့เนาะဒါမျိုးလေးရှိမှာပေါ့เนาะအဲပြီးလို့ရှင်ခါဆန်ဆိုတဲ့ဘောကမျိုးလေးမှတ်ထားမယ်အဲဒီမှာရေးလိုက်တဲ့ခါဆန်ဒါကကြတော့မြစ်ကိုပြောတာအရှိကလည်းခါဝါနောက်ကလည်းခါဝါတစ်ခုလုံးမြစ်ပေါ့เนาะအရှိကခါဝါခန်းကြီးလေးကဒါအန်ထရီရဲ့ခါဝါဖြစ်ပြီးတော့နက်ပူကြီးရဲ့မြစ်ကိုပြောတာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ပြောချင်တဲ့ခါဆန်အဲ့ဒါမဟုတ်ဘူးဒီခါဆန် ရှိတာလေးနဲ့ဆန်လေးနဲ့ဒါ underline ဆိုတဲ့စကားလုံးလေးပေါ့နော်ခါဆန်းဟိုဟီခုဆိုလို့ရှိရင်မြန် underline တားရဲဆိုတဲ့စကားလုံးလေးဖြစ်ပါမယ်ဟိုးဆိုခုဆိုဘောကမျိုးလေးရှိမယ်ဟိုးဆိုခုအဲဥပဒေပေါ့နော်ဥပဒေတွေနေရာမာတွေဥပဒေတွေကိုခေါ်တာဖြစ်တယ်ခိုခိုရိုဇာစုဆုံးဖြတ်တယ်တခုခုရီမှန်းတယ်ဆိုလို့ရှိရင်ခိုခိုရိုဇာစုခိုခိုရိုဇာစု အိရှာအိုကိုကိုရိုဇာဆုဆိုလို့ရှင်ဆရာဝန်ကြီးဖြစ်ဖို့ကျွန်တော်ရည်မှန်းနေတော့ဘောငငယ်တော့ကြောက်ပြီးတချင်လဲတာမျိုးလေးဖြစ်သွားမယ်ပေါ့နော်တချစ်ရဆိုရဲစကလုံးလေးရှိတယ်ဒီလားတချစ်ရတော်လေတညာလုံးမအိပ်ဖယ်နဲ့စာကြက်တာကိုပြောတာပေါ့နော်တချစ်ရဘန်ကျော်ဆူတူတို့ဘာလို့အဲ့ဒါမျိုးလေးတုံးနေအဲ့တော့မလောက်ရအောင်နော်အဲ့လိုမျိုးကျမကြီးထိခိုက်မယ်တချစ်ရဆိုရဲစကလုံးလေးတော်လေတက်တေးတို့ဘာလို့မှတွေ့ရတက်တဲ့တချစ်လေးပေါ့နော်အဲ့အဲ့ဟာလေးကဘာသာပြန်ပေါ်တနေ့လေးခက်တယ်ဒါပေမဲ့တက်တေးဆိုလို့ရှင်အဲ့လိုနှိုင်းနှိုင်းချွတ်ချွတ်ကျွန်းကျွန်းချင်းချင်းတောင်းစီတယ်ဆိုရဲအိပ်ဖယ်မျိုးလေးပေါ့နော်တက်တေးတို့ဘာလို့မှဘာသာတဲ့စကလုံးလေးပါ って次はそれをさりまたね。え、一夜付けの試験勉強する僕がリターを見れんぴょにじゃそうてめてね。一夜付け、一夜付けそう、たにゃ盛んはら試験勉強するとしん。え、ワンサブジェクトワンナイスそれが論理出たわよ、ボノ。たမျိုးလေးရှိတယ်。上達するするとしん。だ到達もしれ、インプルーフしてられ、上達する。それが論理、たမျိုးလေးရှိめ。よいしょ。上達する。到達られ。え、 コツ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 ဆိုဖြည်းဖြည်းမှန်မှန်ပေါ့နော်ကြုံ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 လေးဖြည်းဖြည်းမှန်မှန်လေးစာကြိုးစားရတယ်ဆိုတဲ့အထိပ္ပယ်မျိုးလေးနည်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 းကျင်စီပေါ့နော် ဒါဗမျိုးလေးရှိမယ်။ခွန်ခိဆိုတော့ဗမျိုးလေးမှတ်ထားပေးပါ။ခွန်ခိခွန်ခိယောခုလို့ပါတော့ဆိုလို့ရှိရင်ဇွဲရှိတယ်ဆိုတဲ့အတိတ်ဗမျိုးလေးပေါ့နော်။ခွန်ခိယောခုဆိုတဲ့စကားလုံးလေးဒါမျိုးလေးရှိမယ်။ခိုရစ်တက်ခိခိုရစ်တက်ခိခိုရစ်ရဲ့ခိုးလေးကကြတော့ခိုးကလို့ပါတော့မှပါတယ်။ခိုးကဆိုရလက်ကောင်းမွန်တဲ့ရလက်ဆိုတဲ့အတိတ်ပဲလေ။သူကကြတော့ဘော့အနေနဲ့ဆိုလို့ရှိရင်ခိကုထိရောက်မှုရှိတယ်ဆိုတဲ့ဟာဖြစ်တဲ့အတွက်ခိုရစ်တက်ခိ ကိုရစ်တက်ကိနာဘန်ကျော်ဟိုလို့ပါလို့ဆိုလို့ရှင်သူကဟို efficiency ပေါ့နော်ထိရောက်မှုရှိတယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ကိုရစ်ကိုရစ်တက်ကိဒါမျိုးလေးရှိမှာပေါ့နော်အဲ့တော့တော်တော်များများခန်းကြီးမြင်တာနဲ့မဖတ်တတ်တဲ့စကားလုံးလေးတစ်ခုရှိတယ်။အဲ့ဒါပါလဲဆိုတော့ဒီခိဆိုဆိုတဲ့စကားလုံးလေးဖြစ်တယ်။ခိဆိုဆိုတာက foundation ကိုပြောတာပေါ့နော်။အဲ့တော့စာအုပ်နံပါတ်ကြီးပိုင်းမှာလည်းတော်တော်များများတွေ့ရတတ်တယ်။အဲ့ခိဆိုရဲ့ဆိုလေးကလေတော်တော်လေးလှတာဒီလားတော့တစ်ခါကျအရှိစွဲဆိုပြီးတော့ဒါမျိုးလေး 西子的时候，老年人多，那是也的啦，小孩他们会多呢，正常咯。但是买他们咯，他们哩西子。 ရှိသေး foundation ကိုပြောတာ foundation key source ဆိုပြီးတော့မှာ key source နဲ့ key hon နဲ့မတူပါဘူး key hon ကကြတော့ basic အခြေခံဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ key hon technique ဆိုလို့ရှိရင်အခြေခံအားဖြင့်ဆိုတဲ့စကားလုံးလေး key hon technique key hon technique ပြီးလို့ရှိရင်ကျွန်တော်မှာဆိုလို့ရှိရင်ဟိုမှာ good tie technique လို့ပါတာမျိုးလေးရှိတယ် good tie technique ဆိုလို့ရှိရင် good tie technique က specific ဖြစ်တာတိတိကျကျနက်နက်ချွတ်ချွတ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ် good tie technique အပန်တက်ခီရေဘူးရအားဖြင့်တို့ဒါမျိုးပေါ့နော်အပန် တက်ခီဇန်တိုက်တက်ခီဆိုလို့ရှင် over all ပေါ့เนาะဇန်တိုက်တက်ခီထားမျိုးလေးရှိပါတယ်ကျွန်တော်ရေးနေတယ်ဘယ်လောက်ဖြစ်သွား900ကျော်သွား โอเคအဲ့တော့အဲလက်ဆောင်ပေါ့နော်လက်ဆောင်ဒါမျိုးလေးရှိမယ်ပြီးတော့လက်ရှိအခြေအနေဆိုလို့ရှိရင်ဂန်ဂျောတို့ပါတော့ဒါမျိုးလေးရှိမယ်ဂန်ဂျောပေါ့နော်လက်ရှိအခြေအနေဂန်ဂျောခါနိုဆိုလို့ရှိရင် possible ဖြစ်တယ်ဖြစ်နိုင်ခြေရှိတယ်ဆိုအတိတ်ပဲလေဖူခါနိုဆိုလို့ရှိရင်ဒါမဖြစ်နိုင်ဘူးဆိုတဲ့စကားလုံးလေးပေါ့နော်ဒါမျိုးလေးရှိမယ်အဲ့တော့တခုခုပေါ့အဲ့လိုကိုကိုဖြစ်ချင်တဲ့အရာကအကောင့်ထဲပေါ်လာ achieve ဖြစ်သွားတဲ့အဥစ္စာမျိုးကျွန်တော်တို့က အဲ့ဒီ gain to do ဆိုပြီးတော့တုံးပါတယ်ဒီ gain ဆိုတော့ reality ဖြစ်လာပါတော့ကိုတွေးထားတဲ့အရာတွေကလက်ရှိ reality ဖြစ်လာတဲ့ဥစ္စာလေးတွေကို gain to do ဆိုပြီးတော့တုံးပါတယ်အဲ့တော့အဲ hi ပြောရင်ပြောရင်ပြောရင်ね930ဖြစ်သွားနောက်ပိုင်းကျလို့ရှင်ကျွန်တော်80ပဲပြောမယ်เนาะအဲ့တော့မှတ်ရလွယ်ရပါစလုံးဝင်လုံးကြက်ပြီးသွားပြီဆိုရင်မှတ်ရလွယ်ရပါအဲ့တော့ဒီနေ့က930အထိပေါ့เนาะ930အထိကြည့်ပြရတဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်ပိုင်းကျလို့ရှင်ပြန်ပြီးတော့တင်မယ်เนาะ